အခုမှလို့ပြောရင်ဘလော့အဲ့တော့တောင်းပါပါတယ်လို့ဘလော့လာလို့ဒီများသားကြယူလာပြီးတော့ကိုကပဲလိုက်ပြီးတော့သမီးရှင်မေးတယ်ဟဲ့သမီးကပေးနော်အေးအဲ့လိုလိုက်တော့ကိုကရမ်းစတာအမေကလည်းဆိုလဲစတယ်အမေကလည်းဖေးစောတိုးတယ်တင်မလားအဲ့လိုမျိုးလေးစတယ်ကိုကတယောက်တည်းသမားလေးအသူများရဲ့အလိုတားရှင်နေမွေးအရန်သိချင်တာကိုကမယူတော့ဘူးနောက်တယောက်လေးတခြားသူတူတူရှင်မယူမှလားယူအဖို့မရှိမှဆိုလို့တယောက်တည်းကြံပါဆို ယူတော့ဦးတဲ့ငယ်ပါသေးရဲ့နော်ကိုသားကြောင့်နော်သူများသားကြောင့်ယူထားကိုသားကြောင့်ငယ်ပါအမ်ပြောပြပါတော့ဒါကိုလေကလက်နာတော့ဆက် နလောဆယ်တော့အဲ့လိုတော့မရှိသေးပါဘူး။ကိုကပဲလိုက်ပြီးတော့သမီးရှင်ပေးတယ်။ဟဲ့သမီးကပေးနော်။အေးအဲ့လိုလိုက်လို့လား။ကိုကအရန်စတာ။အမေကဆိုလဲစတယ်။အမေကလည်းဖေးစောတိုးတယ်တင်မလား။အဲ့လိုမျိုးလေးစတယ်။ဒါပေမဲ့ကိုတော့အဲ့လိုရဲတော့အညာရှိသေးပါဘူး။တချို့ comment လေးပါလေးစတာနောက်တာတော့ရှိပါရဲ့။ဘိုက်ကြီးတော့ကတော့အရန်တဝင်တိုးရဲ့တည်လား။သသဘိုက်ထဲမှာပဲရှိသေးတယ်။ခလေးလေးကိုလာလာပြီးတော့လေ။နောက်မှလို့ပြောရင်ဘလော့ ဲ့တော့တောင်းပါမှာတယ်လို့ပြောလာလူတွေသူများသားကြယူလာပြီးတော့ဟော်မုန်းနေပြောင်းလဲကြောင်းနေလေပြီးတော့အောင်းငါဖိုက်တဲ့ကလေးကလူလေးတောင်မှတေးချမဖြစ်သေးဘူးပေါ့လားစကြရဲဆိုစိတ်တွေဆိုတာပေါ့အခုတော့အဲ့လိုမရှိတော့ပါဘူးကိုကဥပ္ပောင်းစာဆိုတော့ကိုကရင်ကိုတော်တော်တော်တာချက်စရာလေးချောချောလေးလင်းငိမ်မမလေးဆိုကိုကရင်တော်တော်တာအခုကကလေးလေးရတယ်အရင်ချက်ဖို့ကောင်းတယ်အရင်နဲ့ရင်းချက်လာလေကလေးရေအကုန်လုံးကလေး တားဆိုလဲလို့ပဲကြီးလာတာမျိုးလုံးတော့အမှတ်သားတစ်နှစ်ကျော်တစ်နှစ်နဲ့ရှစ်လာ။အော်တစ်နှစ်နဲ့ရှစ်လာ။ဟိုမှာဟာနာသားဆို၈နှစ်ဆိုတော့လေ။အိုးမျိုးလုံးရှိမှာရေအမရဲ့တီတော်မှဆောင်းတော့မရှစ်နှစ်ကိုအခုအရင်စကားပြောနေ my girlfriend ဒီပါဟဲ့ရှစ်နှစ်က no 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 girlfriend ဟုတ်လား။အရင်အမအရင်တက်လွယ်တာအဲကြောင့်အပတ်ကိုလေကိုကလေးကိုတင်မလားအကစားလို့ဘာလို့ညာလို့အဲ့လိုမျိုးတော့အရင်မှမတင်လဲဟုတ်တတ်တာ။ စင်ညာတော့ဟာနာရှီအများကြီးလေးလာရမယ်အများကြီးတင်ရမယ်ตาနဲ့ပတ်သက်တာအဲ့ကြောင့်အမောင်တော့ခုနနောက်နေအမားလို့ကိုကတယောက်တည်းသမားလေးအဲ့သူများရဲ့အလိုตาရှင်နေမွေးအရန်တိချင်တာကိုကမယူတော့တော့တယောက်လေးတခြားသူတူလို့ရှိရင်မယူမလားယူအဖို့မရှိမှဆိုလို့တယောက်တည်းကြံပါဆိုယူတော့ဦးတဲ့အရန်ပြောရဲပါဆိုကြံအမယူလိုက်တော့ရှင်မျက်နှာတယောက်တည်းတယောက်အဲ့လိုဖြစ်နေဟုတ်ပူကြတယ်ဖြစ်မှာနောက်တွင်မပြောရင်အမပြောတော့ယူတော့ဦးဆိုသိကြပါအောင်ရှင် ညှိယူရနော်ညှိအောင်ယူရတယ်အမအိမ်အောင်ဆိုတော့လေဒရိုပဲညှိနေရပဲတတလုံးညှိရမယ်ထင်တယ်အဲ့လိုအရင်တော့ဟိုဟိုပျော်စရာတော့ကောင်းပါတယ်တယောက်တယောက်ကယုံကြည်မှုရှိတယ်ပြီးတော့သူ့အကြောင်းကိုအကြောင်းအရင်သိရပြီးတော့ကြားလဲကြားပြီးဆိုနားလည်းမှုရှိရခလေးလည်းရပြီးပါဆိုဆိုဟိုဒီဟိုအသက်ရှိသက်ရှိဒီလူလေးတယောက်ကိုအတူတူပြိုးထောင်ရတာဆိုတော့လေအတူတူနှစ်ယောက်စုံကတည်းကအဆက်ဆက်ရတိုင်းပင်ဘယ်ဟာမဆိုအကုန်လုံးခေါင်းဆောင်တိုင်းပင်ဆိုတော့နော် အဲ့လိုမျိုးတော့ဖြစ်သွား team တစ်ခုလိုမျိုးတော့ဖြစ်သွားတာပေါ့ အရင်တော့ရည်စားဆိုတော့လည်းရည်စားပဲကွန်းလုံးယောက်ျားကြောက်လည်းခလေးကြီးလည်းထွက်လာပြီဆိုတော့သူကတော့အိမ်ကအမျိုးသားတော့နည်းအေးတယ်အေးတဲ့တည်းမှာပါတယ်ခင်ကလည်းအလုံးနည်းနည်းတော့တယ်ဒီဒီမှာသာအေးချောင်ဆောင်နေရအိမ်မှာဆိုကိုပဲပြောတာဦးဆောင်ပြောတာအဲအဲ့လိုပေါ့နော်တော့အေးတဲ့တည်းမှာပါတယ်အရန်ကြီးချင်းမပြတတ်ဘူးအရန်ကြီးလုံးမပြတတ်ဘူးဒါပေမဲ့ပြောတဲ့စကားနဲ့အဲတီအောင်နေတဲ့အမျိုးသားပေါ့နော်အဲအဲ့ဒါစကားပြောတာကြီးပြုံးနေရတယ် On oh it. အဲ့လိုမျိုးလေးဆိုတော့တိုင်တိုင်မြင်မြင်တော့လောက်ရတယ်ဒါပေမဲ့မတူညီတာလည်းအများကြီးပေါ့နော်တိမ်နေနေတဲ့မောင်နှမတွေအမွာတွေတောင်မှလူကြတာမဟုတ်ဘူးဆိုတော့လေအဲ့ဒီမတူညီတဲ့အများကြီးကအဲជីជីမမတော့ဟိုလူကြီးရံဖြစ်လောက်တဲ့ဒီပောက်ွယ်လောက်တဲ့ဒီတော့ရံမဖြစ်ကြဘူးကတော့ကစားရှင်ညှင့်ယူကြရတယ်ပေါ့နော်ကိုကလည်းအဲတခါလေသူပြောတဲ့စကားတွေမှာကိုရောပါမလည်းပြန်စဉ်းစားရတယ်သူ့ဘက်ကိုကြည့်ပဲသူမားနေတယ်လို့မတွေးပဲနဲ့ဩကိုရောပါမလည်းဆိုပြီးတော့အဲကိုမားတယ်ဆိုရင်လည်းတောင်းပန်ရတယ်သူမားတယ်ဆိုရင်လည်းသူတောင်းပန်တယ်အဲ့ညီနဲ့ပဲညှင့်ယူ ပြီးတော့ချစ်ချစ်ခင်ခင်နေကြပါတယ်ဟုတ်ตาတော့ဟို vlog တွေတော့စလုပ်တော့ဟောမှာဟော vlog တွေတော့သူတို့ channel ထောင်ပေးထားလိုက်တယ်ဆိုတော့ तू ကတော့ vlogging ကို तू language နှစ်ခုရရင်မြန်မာလိုနဲ့ english လိုနဲ့ तू လုပ်တယ်ပေါ့အဓိကဟာတော့ camera shy ရမ်းမဖြစ်စေချင်ဘူးပြီးတော့ stage fright မဖြစ်စေချင်ဘူးဆိုတော့အเจ้าမှာတော့ဟို အဲ့လိုမျိုးသူပွဲပါရှိရ International တွေပါလုပ်တယ်ဆိုလို့ရှိရင် stage ပေါ်တက်လို့ participate လုပ်ရမယ်ဆိုတော့ stage ပေါ်တော့တအားတင်တယ်အဓိကဘလို့လူအုပ်ထဲမှာသူစကားပြောရင်ကြောက်တာမျိုးကြီးအဲ့လိုမျိုးမဖြစ်စေချင်ဘူးကွာသူတခုဒီ topic တခုပေးလိုက်ရင် topic တခုကိုသူသေချာချာလေးချပြီးတော့ summarize လုပ်သွားတဲ့အထိကလိုချင်တာအဲအဲ့လိုတခုတော့ train လုပ်ထားတယ်ဒါမဲ့ဟိုတရုပ်ဆောင်တော့မလုံးနိုင်တော့သူမရကိုလည်းမတင်နိုင်ဘူးမသွားနိုင်တော့ဘူးအဲ့ဒီ vlogging ကတော့သူကောင်းကောင်းလေး ဟိုလုံလုံနိုင်နေပေါ့နော် product demonstration တွေသူလုပ်ပြနိုင်နေဒါလေးတခုတော့အခုတွေကတော့စတော့ train train နေဟုတ်အနာအနာကိုသဘောကျတယ်မှာတခုလည်းပါတယ်။သားကိုကောင်းကောင်းလေးပေါ့နော်။အာလမ်းညွန်ပေးနိုင်တယ်။လမ်းညွန်တာပဲပေါ့နော်။သူ့နေရာမှာတော့ကဝင်လျှောက်လို့မရဘူး။အနာကောင်းကောင်း guide line လုပ်ပေးနိုင်တယ်။အဲ့ဒါလေးကိုသဘောကျတော့သူ့ blog တွေလည်းအများကြီးကြည့်ဖြစ်တယ်။အဲနောက်ပြီးတော့ဟိုအနာလိုပဲပေါ့နော်။သားအပေါ်မှာဆိုလို့ရှိရင်သူကတော့လောလောဆယ်တော့ဘာဖြစ်နေလဲဆို People Smart ပေါ့။ People Smart လို့ခေါ်မှာလူ တွေကိုအဲ့လိုလေအမြဲတမ်း um social ကောင်းတယ်ပေါ့နော် social ကောင်း social ကောင်းတယ်အဲအဲ့ဒါမျိုးလေးတော့ရှိတယ်ဒါပေမဲ့သူ့မှာအဲ့လိုလုံးလုံးစက်တစ်နှစ်ရှစ်လာဆိုတော့ကင်မရာကြောက်တာမကြောက်တာတော့ဘာမှမသိရသေးဘူးအော်ရေးလေသေးတယ်မှတစ်နှစ်ရှစ်လာမကင်းပြစီချင်တာဆိုရင်တော့ one month ပါဖြစ်စီချင်တာအဲဝါဒနာပိုင်းတော့လုပ်ပြရမှာပေါ့နော်ဒါမဲ့ဖြစ်နိုင်တော့အရင်ရောဖြစ်စေတယ်ဟုတ်ကဲ့ကိုကရမ်းပြန်မှန်းခဲတော့လေကို live ကိုကိုတီးခဲရတဲ့ခါကျတော့အရင်ရောမဖြစ်စေတယ်ဟုတ်ဘာလို့ဆိုကြာပြီနော်ကြာပြီ ဟုတ်တယ်တော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 ်ကြာအမကလည်းဒီရုပ်ရှင်ပထမတော့တရုပ်ဆောင်ဆိုရဲ mindset ပဲရှိတာပေါ့နော်အခုက vlog ကိုအမအဲ့လေ try out လုပ်လိုက်တဲ့အချိန်မှလေအဲ့လို skill တော့မြင်လိုက်ရတယ် vlogging ကလည်းဟိုတရုပ်ဆောင်နဲ့꽈မယ်လို့ထင်နေမှာနော်သူ product ကြောင့်အရန် demonstrate လုပ်တာရပါလေအမဆိုအဲ့လိုစေနာရန်နှစ်နှစ်ပေးရကွာဒီလားတကူးကူဆိုတာတော့ ဟိုဒီလိုလေးပဲပြသွားတာမဟုတ်ပဲနဲ့လေအဲ့ဒီအင်ဂျီမှာဆိုတော့အရင် surprise ဖြစ်သွားအဒီဂျီအိုက vlog ဟဲ့အမ vlog vlog အဲ့လို detail သွားတာလားပေါ့နော်အဲ့လေ surprise တော့အရင်ဖြစ်တယ် product ကြောင့်အသားမကြသေးပေမဲ့လေအမလေးအဲ့လို तू မျက်နာမှာကွာ तू audience အတွက်ကို तू ဒီ product ကြောင့် तू ရှင်းပြချင်တယ် तू စေနာနှစ်တယ်ပြီးတော့ဒီဟာကိုလည်းတကယ်ကျ तू သေချာပြနိုင်တယ်ကွာဒီလားဒီဒီ minute ပိုင်းလေးအတွင်းမှာပြောချင်တဲ့ main message ကိုပေးနိုင်တယ်ကွာ ်အမအဲ့ဒါအရန်ဟို impress ဖြစ်တယ်အမကိုလေနှစ်ခုနှစ်ခုစလုံးဘတ်စုံကိုလေတိတိကျကျ handle လုပ်နိုင်တယ်ပြီးတော့ထူးချောင်းအထူးချောင်းပြောအမ professional ရမ်းဆန်တယ်လို့ပြောမှာပေါ့နော်အမအဲ့လို professional ရမ်းဆန်တယ်အဲ့တော့ဝေးရတဲ့လူတွေလည်းပေးရတဲ့ဈေးနဲ့တန်လိမ့်မယ်လို့ခေယုံကြည်ပါတယ်ဒီ collaboration တွေထွက်လာရဲဆိုရင်လည်းဒီ collection တွေထွက်လာရဲဆိုရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်